အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ24ရက်စေရတင်ကောင်းတော့သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube ကနေဗီဒီယိုလေးကိုလက်မလေးတွေထောင်းပြီးတော့ comment လေးတွေလည်းရေးပေးကြဖို့မေတ္တာရက်ခံပါရစေကျွန်တော်တို့ဘကုတိုင်းနောက်ဆန်းဇီးကုန်းမြို့မှာရှိတဲ့ KTV တခုမှာဝေရောက်တက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အသေးစိတ်လေးကိုတော့ကျွန်တော်နှိုက်နှိုက်ချွတ်ချွတ်ပြည့်တတ်ကြီးကိုဒီနေ့မှာ တင်ပြပေးသွားမှာဖြစ်ပါတယ်။စရဲမကွေတိုင်းကွန်မြူနယ်အတွင်းမှာတော့ပါရာမော်တာဆက်တက်လေးဒီတစ်စီးကိုပြစ်ချနိုင်ရတာကိုတော့သိကြပြီဖြစ်ပါလိမ့်မယ်။ဒါနဲ့ဆိုရင်မကွေတိုင်းတွင်းမှာအစမတ်တအနေနဲ့ပါရာမော်တာဆက်တက်လေးဒီနှစ်စီးဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ကွန်နယ်ပြိုင်တစ်ကြောင်းမှာပခုတ်ကူခြေဆိုင်အမတ်တရတဲ့ခြေလင်းတက်မဌာနချုပ်ကနေတက်တက်လာတဲ့အဆိုပါဆက်တက်လေးဒီတွေဟာဒုက္ခပေးနေတာများနေပြီဖြစ်ပါတယ်။နောက်ပြီးတော့ဗျာ ဒီလိုဆက်တက်နေပြီဂျိုင်ယိုကော်ပိုရာတွေကိုတက်မောင်းရတဲ့ငတိတွေကိုပဲ မကြောက်မလန့်မောင်းရတာဟုတ်တောင်းတကယ်တမ်းအံ့ဩရပါဂျီနာရီယာ issue man ဆိုတဲ့ငတိတွေဖြစ်ပါလိမ့်မယ်စစ်တပ်မှာ issue man ရယ် IP man ရယ်ဆိုပြီးတော့ရှိပါတယ် IP man လို့ဘာလို့ခေါ်တာလဲဆိုတော့အရှိကောက်ကိုမသိပေမဲ့အဲ့ဒီလရတွေကကျွန်တော်တို့ပြောရမယ်ဆိုရင်မယုံနေမတာမဟုတ်ဘူးဂရီပါလက်အိတ်လေးဆွတ်ပြီးတော့ပုတ်ပေးတဲ့ အတန်းစားဖြစ်ပါတယ်အကြမ်းဖက်စစ်တမ်းမှာပြောလို့ရှိပါတယ်ဘာလဲဆိုရင်ဟာဒီကတော့ IP ရှာနေပြီကွာ IP ရှာနေပြီဆိုတာဘယ်လိုလဲဆိုတော့အထက်ကိုရသလောက်ဖားတယ်ပေါ့နော်အထက်ဖားအောက် ပြီပုံစံမျိုးတွေဘယ်လိုလဲဆိုတော့ကျွန်တော်ဥပမာပြောရရင်တန်းမှုတန်းမှုကျွန်တော်ကျွန်တော်တက်ခွဲအားနေတယ်တန်းစီလိုက်ရမလားဆိုပြီးတော့မျက်လုံးမျက်နှာလောက်တဲ့အတန်းစားဖြစ်ပါတယ်အခုကျွန်တော်တို့ပြောမယ် issue man ဆိုတာကတော့ စစ်တပ်ကထုတ်ပေးတဲ့အရာမှန်သမျှခုံခုံဖင်ဖင်မြက်မြက်နုံနုံနဲ့သုံးစွဲလေးရှိသူများကိုခေါ်ဆိုတာဖြစ်ပါတယ်။ရုပ်သာဆုံးအရာကြီးရတာကကြည့်တဲ့သမင်းညော်တောင်ခုံမင်တန်းတာသူများဖြစ်နေပါလိမ့်။ကျွန်တော်ကတော့အမှန်တိုင်းပြောရရင် issue ဆိုရင်ဝေးဝေးတာကိုရှောင်ပါတယ်။ကြောက်ဝေးတောင်မလွယ်ပါဘူး။ချင်းညာတော့ကိုပဲထမ်းပါဟဲ့ဒါရည်ရပြောတာမဟုတ်ဘူးဆက်စားခြင်းတော့ဟာကျွန်တော်တို့ချင်းညာတော့ထမ်းတဲ့ခေတ်တော့ဟာဆိုရင်တချို့ဘုံကြီးများ ချင်းချောင်းထိုင်ရမှာကိုချက်တယ်ဆိုပြီးတော့လောက်ကြသေးတာပါကျွန်တော်ကတော့ချက်နေနိုင်ပါဘူးချိန်နဲ့ရထားတဲ့ချင်းချောင်းကိုကြက်ခိုးလေးပေးထားတင်ခိုင်းပြီးမှထိုင်ရတာဖြစ်ပါဘာလို့ကျွန်တော်တို့ချင်းချောင်းနဲ့ထိုင်ရလဲဆိုရင်ကျွန်တော်တို့ဒီ issue ထုတ်ပေးတဲ့ကြောဘုတ်အိတ်ကသူတို့စစ်တပ်က issue ထုတ်တဲ့ဆောင်းတူတထဲထဲလိုက်ရင်ကိုပဲကြောဘုတ်အိတ်ကပြေးသွားပြီဖြစ်ပါတယ်သူတို့ကဒီချင်းညာတော့ထဲကမှာသူတို့ထည့်နေခြင်းနဲ့ကျွန်တော်တို့ဘုံသီးရောကြီးစံရောအဲ့လိုမျိုးပေါ့နော်ထွေရလေးပါဘက်ထရီရောအစုံ ထမ်းလို့ရတာဖြစ်ပါတယ်ကျောဘိုးကြီးကဘာကျောဘိုးကြီးနဲ့သာထည့်ပေးမယ်ဆိုရင်ဘာမှမဆက်တဲ့အပြင်ကျွန်တော်တို့အကုန်ပြဲတာပါဘလောက်ပဲချုပ်ချုပ်တခါလဲပြဲပြီးတော့ပြုတ်ထွက်သွားအောင်လေးရာဖြစ်ပါတယ် issue ဆိုလို့ကျွန်တော်ပြောရမယ်ဆိုရင် ထုတ်ပေးထားတဲ့တနတ်ရဲ့လာလာဟိုသာမဖြစ်မနေယူတာပါစနက်ကိုတော့အပြင်ကနေဝယ်ကင်လို့ရရင်တော့ကင်ကျင်တယ်လို့ပြောခဲ့ဘူးပါ ။ဘာလို့လဲဆိုတော့အဲ့တဏပဲလူတွေကဗျာအခုပြောရမယ်ဆိုရင်တခါလေကြရင်အခုဒီတော်လိုင်းရဲဘော်တွေလည်းလေးစားပါလေ။တဏကတာမိုးကြီးတယ်တဏကတာမိုးကြီးတယ်ဆိုပြီးတော့လူကိုလူကိုဖြစ်ဖြစ်လို့ရဖြစ်ပေါ့နော်အဲ့လိုမျိုးထားတာအဲကြောင့်တဏတောင်မှပဲဝယ်ကင်လို့ရရင်ကင်ကျင်တယ်ဆိုပြီးတော့ပြောတာပါ။စစ်တပ်မှာလည်း issue ဆိုလို့ကျွန်တော်ပြောအောင်မယ်စစ်တပ်မှာထုတ်မပေးတဲ့အရာဆိုလို့တော်တော်များများထုတ်ပေးပါလေ။ဟိုရင်တော့ပါပေါ့နော်။ဟိုရင်တော့ဆိုရင်ကျွန်တော်တို့ခေါင်းရယ်အချိုမုတ်ရယ်မိမရယ်ပဲထုတ်မပေးဘူးလို့ဆိုရိုးရှိပါတယ်။ စစ်တပ်ရဲ့ဒီတရားဝင်ထုတ်ပေးတဲ့ပစ္စည်းတွေထဲမှာအဲ့ဒီသုံးမျိုးကတော့မပါပါဘူးအခုနောက်ပိုင်းမှာတော့အကုန်လုံးပါနေပါပြီပါနေတယ်လို့လည်းသိကြပါတယ်ဟိုသိရပါတယ်ဗောနော်ပါနေပြီဗောတမျိုးမဟုတ်တနည်းနဲ့ထုတ်ပေးနေပါတယ်ထားပါအခုကျွန်တော်တို့ပါရာမော်တာမောင်းတဲ့ကောင်နေဆိုရင်လည်းအဲ့ဒီလိုအလကားရတာမှန်ကန်ပြစီးလိုက်မယ်မောင်းလိုက်မယ်ဂုံးစင်းလိုက်မယ်ကျုံတော့ဂိတ်ဆုံးစီးလိုက်မယ်ဆိုတဲ့ငနာတွေပဲဖြစ်ပါတယ် အဲ့ဒါကြောင့်လဲဆက်ပြီးတော့ဒီကောင်တွေဖြေအောင်ပါပါအဲ့ကောင်တွေကဆက်ဖြေအောင်ပါဘယ်လိုပြောရမလဲဆိုကျွန်တော်တို့ပြစ်ချတာအနောက်မှာဒီကောင်တွေပြက်ကြမယ်ဆိုတဲ့ဟာအများကြီးအစင်းလေးဖြစ်နေတဲ့အနေအထားမျိုးကိုတွေ့ရပါပြီးရင်ကျွန်တော်အရင်ကတည်းကတက်မတော်လေကိုလည်းမယုံပါဘူးအဲသူတို့နဲ့ကျွန်တော်တို့ဒီလေကြီးပူပေါင်းစစ်စီတွေလုပ်ဖူးပါတယ်ပိုင်းတော်တွေကိုကျွန်တော်တို့ကုန်ချောင်းကုန်ချောင်းလေးနဲ့သွားမေးပါတယ်ပိုင်းတော်ကြီးဟိုဟုတ်ကောဟုတ်လားဘောတော့အခြေအနေဘယ်လိုလဲပေါ့ဟာစိတ်ချရတဲ့ ကိုလူလို့တဲ့သူတို့ကတော့100% gas drive ပဲတဲ့အဲ့လိုပြောမိကြမှာကျွန်တော်တို့စစ်ကြောင်းတက်တဲ့ဘုံစီချခဲ့တာရဲ့ပြီးရင်ကျွန်တော်တို့မှတ်မိအောင်မှတင်ပါလေတယ်ယူပို့ဆောင်ရေးလေးရယ် Y8 ကြက်ကြက် Y8 ကြက်ကြက်ကလေးကကျွန်တော်တို့အယုံကြည်မရှိတော့တာဖြစ်ပါအဲ့ Y8 ကြက်ကြက်တော့မှဆိုရင်ကျွန်တော်နဲ့တပတ်စီလဲတယောက်အဲ့တည်သွားတဲ့ထဲမှာပါပါတယ်အဲဘာလို့မှတ်မိလဲဆိုရင်သူကမှတ်မှတ်ရအမော်လေးနှစ်ယောက်ကိုမွေးထားတာပါ သူဆိုရင်ကျုံသွားတာပေါ့နော်ကျွန်တော်တို့ဆိုရင်စစ်တက်ရတဲ့ဘက်ကိုသွားရတာဟုတ်သူတို့ကအဲ့တော့ကိုင်းဝန်းသားဘက်မှာစစ်မတက်ရဘူးပေါ့နော်စစ်မတက်ရတော့ငါတော့သေဖို့စားတာမပါသေးဘူးတဲ့ဒါပေမဲ့ကံမကောင်းရင်တော့စက်မတော်လေးကိုသွားတာ စက်မတော်လေးကိုသွားပြီးသူကဆေးရုံသွားပြတာခါနာလို့ဆိုပြီးဆေးရုံသွားပြရဲနဲ့ဒါတခါတည်းတည်သွားခဲ့တဲ့ဖြစ်စဉ်မှာအဲ့ကလေးကစစ်တက်က issue လေးရင်ဆိုရင်လည်းမစီရဘူးဆိုပြီးတော့နေခဲ့တော့တာဖြစ်ပါတယ်မမရဲ့ နောက်ပြုံးတစ်ခေါက်ကျွန်တော်ပလောက်ဝမြောက်ချမ်းကနေအပြန်မှာမဖြစ်မနေ MI Samadhi စီးခဲ့ရတော့ကလည်းစစ်တိုက်လို့မသိပေမဲ့ဓာကြီးပြက်ကြရင်သိနိုင်နေတယ်ဆိုပြီးစစ်တွေရောက်မှသာတပြို့လုံးလုံးချခဲ့နိုင်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့တွေကဒါစစ်တပ်က issue တွေကိုအယုံကြည်မရှိတာပါအခုပျော်ပျော်ကြီးစီးပြီးတော့ပျော်ပျော်ကြီးမှပျော်ပျော်ကြီးဘုံကျဲနေတဲ့အဲ့လရတွေကတော့ရှိနေဦးမှာပဲဖြစ်ပါတယ်ဆရာရေစက်တက်လေးပြကြရဝင်းကျင်ကိုလေနေချောင်းတိုက်ခိုက်မှုနဲ့မြေပြင်စစ်ကြောင်းတွေအင်အားသုံးပြီးအလုံးရင်းနဲ့ ဝင်ရောက်လာနိုင်ခြင်းရှိပါတယ်ပြောရမယ်ဆိုရင်ပေါ့တို့မြိုင်တို့ဆိုတာကတော့နှွေဥကာလာတစ်လျှောက်မှာနာမည်တစ်လုံးနဲ့နေလာတာကိုတွေ့နေရတယ်ဖြစ်ပါတယ်အဆိုပါနယ်မြေမှာစပီကာတွေလီဒါတွေတိတ်ပြီးများများဆားဆားမရှိပဲအကြမ်းတ်က်ရွေးကောက်ပွဲမလုပ်နိုင်ပါဘူးဆိုပြီးလက်မှိုင်ချထားရတယ်။အညာဒူပိုင်းလို့ခေါ်ကြတယ်စစ်နယ်ဝန်းတနည်းအားလို့ဆိုရမှာပါ။သောက်မှုမျိုးတွေကနေထွက်လာတယ်စစ်ကြောင်းကြောင်းကတော့ကိုမေရွာဝင်းကြီးကိုရောက်ရှိနေတာကိုတွေ့ရှိရပါတယ်။ ငါဘက်တန်းနယ်အတွင်းမှာတော့တောင်ကမ်းမြန်အမှတ်905အမြောက်စစ်စေးကိုကဲမှုဌာနချုပ်ရဲ့မဆာကမူဗိုလ်မှူးချုပ်နိုင်ဦးကိုတိုင်ရောက်လာတဲ့လူသစ်စစ်သားတွေကိုပြေးလို့လွှတ်လို့စိတ်တွေမရှိအောင်စီယုံရင်ဆင်းနေတယ်လို့သိရှိရပါဂျမန်နေ့မနေ့ဆက်တနာဤကြောမှာတော့အမှတ်905အမြောက်စစ်စေးကိုကဲမှုဌာနချုပ်အတွင်းကနေလက်နေကြီးရဲ့ပြစ်ခတ်မှုတွေရှိနေခဲ့ပါတယ်အေယာရီမြင့်ရှိတဲ့ကနမောင်မြို့နယ်ထနောင်းလာကြီးရွာတင်းလို့အင်အားစီစဉ်ဆဲစစ်ကြောင်းတစ်ခုဝင်ရောက်လာတာရှိပါတယ် အဆိုပါနမ်းမောင်မြို့နယ်အတွင်းမှာတော့အောက်မြန်မာပြည်ရဲ့လက်နက်တိုက်ပပနာလို့ခေါ်တဲ့ပင်မဆက်လက်နဲ့ပစ္စည်းတက်တည်ရှိနေပါတယ်။ရခိုင်တော့ကတော့အဆိုပါပင်မဆက်လက်နဲ့ပစ္စည်းတက်ဟာမန်းလေးမှာတခုတည်းရှိခဲ့ပြီမြေနေပြည်တော် စေယုံ အခြေဆိုင်လိုက်တဲ့အချိန်မှာအစ်စ်ထက်မှန်တိုးချက်ထွက်လေခဲ့ခြင်းဖြစ်ပါစကိုင်းတိုင်းရွှေဘုံမြို့နယ်အခြေဆိုင်အမှတ်၄၀နှစ်ခြေတင်တိုင်ရင်နဲ့အမှတ်နဲ့တက်မလို့ထောက်ပံ့တဲ့ပို့ဆောင်ရေးကြောင်တွင်းကလေလက်နက်ကြီးပြခတ်တိုက်ခိုက်မှုတွေပြုလုပ်နေကြတာကိုတွေ့ရပါတယ်။ မင်းကြီးမျိုးနယ်ရှင်းတောင်ကျန်းလောင်းပြည့်ချွေမော်ကိုဂျိုင်းရူကော်ပရာ3စီ KW အမျိုးအစားတိုက်လေရင်နဲ့တိုက်ခိုက်မှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။အဆိုပါရွှေမော်တိုက်ခိုက်မှုဟာစစ်တိုင်းမှုဝက်ဘလူးမျိုးမင်းထွေးကိုဖမ်းဆီးစစ်ဆေးပြီးချိန်မှာလုဆောင်လာခဲ့ခြင်းဖြစ်တဲ့ဆိုတဲ့အတွက်ကြံတဲ့ဆက်ဆက်လုပ်ငန်းတွေသတိထားရဖို့လိုအပ်နေပါပြီ။တိုင်းမှုရဲ့ကိုရေးရာစီ PSO PSO ကိုတနေရာစီခွဲပြီးထပ်ဆောင်ချက်ယူနေခြင်းဖြစ်ပါတယ်။ အဲ့ဒီ PSO ဆိုတာကလည်းဝက်ဘလူးမျိုးမင်းထွေးအမတ်စတစ်ခြေလင်းတက်မှဌာနချုပ်မှာဒုတမမှုလုတ်ခဲ့တော့ကတွဲရမှုတဲ့ငတိဖြစ်ပါတယ်အဲ့ဒီဝက်ဘလူးစစ်တုံးပန်းကနေလွတ်လာပြီလို့စစ်တိုင်းမှုဖြစ်လာကမှအမတ်စတစ်ခြေလင်းတက်မှဌာနချုပ်ကနေတီးတဲ့ပြန်ခေါ်ထားတာဖြစ်ပြီးအဲ့ဒီငတိကအကုန်ဖော်နေပြီးတော့သိရပါတယ်ချင်းပြည်ရဲ့ထိုးစစ်ကတော့အကြမ်းတက်အနေနဲ့ဖွာလန်ကျဲနေနေတာဖြစ်ပါတယ် ။ဖလန်းကိုဝေဘူးလာဘက်ကနေတိုးလာတဲ့စစ်ကြောင်းဟာဘာချိုးတရားကိုမြင်ရတဲ့အနေထားကိုရောက်ခါမှဆက်ပြီးမတိုးနိုင်ဖြစ်နေပါတော့တယ်။လေကြောင်းပြကူတောင်းခံထားတယ်လို့သိရှိရပြီးဝေဘူးလာဘာဒရာလမ်းကြောင်းတနေရာကိုဖြစ်တယ်လို့ခံမှန်းရပါတယ်။ကေဒီနာအတွင်းမှာတော့အကြမ်းမဲ့တဲ့အကြပြန့်အရှုပ်တော်ပုံကိုအခွင့်အောင်းယူပြီးတိုက်စစ်ဆင်နေတဲ့တာဖြစ်ပါတယ် ။ကြားပြလုပ်ငန်းတွေကလည်းဘေးနေရာမှန်းတာမသိရသေးတာ။တ мян နဲ့နေ့လယ်တနာရီခွဲအချိန်တိတိမှာပဲပြန်ပြီးလဲတက်နေပြီလို့ထောက်လန်းရရှိပါရယ်။ရောင်ညို့တောင်ပဲနေနေဖြစ်တယ်။ဝေါ်လီလမ်းမင်းကမင်းလက်ပံချိပါပင်ကိုစစ်ကြောင်းတွေဝင်ရောက်လာဖို့ကြိုးစားရကနေထိတွေ့တိုက်ပွဲတွေယခုလ20ရက်နေ့ကစပြီးပြင်းထန်လာခဲ့ပါတယ်။ချိန်ချင်းချိန်ချိပါကိုခြေကုပ်ယူကလက်နေကြီးပြားရယူပြီးတိုက်စစ်ဆင်နေတဲ့အတွက်မင်းလက်ပံဖလူ ယတိခုကြေးရွာကနေပြည်တော်ပြည်သူများတစ်ဖက်နိုင်ငံအတွင်းသို့တိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ဖာဘွန်နယ်မြေအတွင်းမှာလည်းတရုတ်ဖို့ဆောင်ရေးနေအများသိတဲ့နေချောင်းထောက်ပံ့ဖို့ဆောင်မှုပြုလုပ်ခဲ့တာကိုလည်းတွေ့ရပါသေးတယ်။အကြမ်းတက်ဟာနေပြည်တော်တော်များများကိုပြန်လည်ထိတ်ချုပ်ထားနိုင်ပြီဆိုပေမဲ့နေဆက်မဆုတ်တမ်းခံစစ်စခန်းတွေကိုတော့ပြန်လည်သိမ့်ပိုက်နိုင်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ ဒီကြားထဲမှာဆော့ရှစ်တူရဲ့ BGS တက်တွေဟာအချမ်းဖက်တက်ရဲ့စစ်ဝစ်ဆုံးပြောင်းလဲဝစ်စင်ရမယ်ဆိုတဲ့သတင်းတရထပ်ပေါ်လာခဲ့ခြင်းလည်းရှိနေပါတယ်။ဒါသာအမှန်ပြည့်ခဲ့မယ်ဆိုရင်တော့ဆော့ရှစ်တူပြောင်းနေတာဟာဖျားတည်နေတာမဖြစ်နိုင်ပဲပြိုးလေတက်ပြီး uniform order မှာနေတာလည်းဖြစ်နိုင်ပါသေးတယ်။ဒီလိုအချိန်မှာတော့သတင်းတွေထင်မြင်ယူဆချက်တွေအမျိုးမျိုးထပ်ပေါ်လာနေနိုင်ပါတယ်။ကြပြလုပ်ငန်းတွေကလေဝင်ငွေကြောက်နေမယ်ဆိုတာမှန်ပေမဲ့ အစိုးရဝင်ငွေဟာမေအောင်လိုက်နဲ့စစ်ဘုံချုပ်တွေရဲ့ကိုပိုင်စီးပွားရေးဝင်ငွေသာဖြစ်ပါစစ်လက်ရဲ့စစ်လက်နဲ့ပြည်စည်းဝယ်ယူဝင်ငွေချော့သွားခြင်းမျိုးမဟုတ်သေးပါဘူးနောက်တစ်ချက်ကတော့အခုလိုအချိန်မှာယူနီဖောင်းချိန်ရမယ်ဆိုခြင်းဟာဘသူကတောင်းဆိုတာလဲဆိုတာကလည်းပြန်ပြီးတော့စုံစမ်းရဖို့ရှိနေပါသေးတယ်ရှားပြန်ဆိုတာကတော့တရေစားလဲကျက်တော့နှစ်တဲစားလဲကျက်တော့ဆိုပြီးတော့တန်းကြီးရလိမ့်မလား ။ဘာပဲပြောပြောကြားကြရေးတော်ဘုံကြီးကတော့ကိုတွင်းနဲ့ကိုခဲဆန်းခွေခါတောက်ကြသည် ဆိုတဲ့လိုမျိုးလိုသာဆိုရမှာပဲဖြစ်ပါတယ်။ KNB နဲ့မှာတော့ကြားပြတာဘောလကဲမျိုးနဲ့ဟိုတရားမဝင်ရွေးကောက်ပွဲပြုလုပ်ဖို့ကြိတ်ပြီးစီစဉ်နေသေးဖြစ်တာကိုတွေ့ရပါပဲ။၎င်းမျိုးကလည်းစစ်တပ်ထောက်ခံသူအများစုနေထိုင်ကြခြင်းဖြစ်တယ်လို့တော့ဒေသခံတယောက်ကဆိုပါတယ် ထိုကြောင့်ပဲတမ်းမှာလည်းစစ်ရရင်လည်းရိတ်ခါပို့ပြီးအပြာမှာဆက်တနတ်ကြီးနဲ့အကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်မှုပြုလုပ်သွားတာရှိခဲ့ပါတယ်။မိုးရဲပဲဗျာလက်တိန်ဘက်မှာတော့အကြမ်းဖက်တိုက်ရဲ့စစ်ကြောင်းတွေရှေ့ဆက်တိုးလာတဲ့အတွက်ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။အကြမ်းဖက်တိုက်ဟာမိုးရဲပြည်ကျင်းလမ်းမိုင်းကိုအပြည့်အဝထိချုပ်နိုင်ပြန်လဲကြိုးစားလာနေတာကိုတွေ့ရပါတယ်။နာမကောင်ပဲကျမ်းမှာလဲလက်နဲ့ကြီးလက်နဲ့ငယ်တွေပြစ်ခတ်ပြီးအကျမ်းဖက်တိုက်ရဲ့စစ်ကြောင်းတွေ ထိုးဖောက်ဝေရောက်နိုင်မှုကြိုးစားလာတာကိုတွေ့ရပါတယ်။ဖေတော်မျိုးနဲ့ဘောရံကြီးရာအတွင်းမှာတော့လယ်ဆိုင်ကင်းတစ်ခုကို drone နဲ့ဘုံချတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်လယ်ရိတ်နေတဲ့စစ်ပေးဆောင်အမျိုးသမီးသုံးဦးသေဆုံးခဲ့ရတာရှိပါတယ်။ယခုရာသီဟာစပိုင်းရာသီဖြစ်တာကြောင့်ရှမ်းတောင်ဒေသအတွင်းမှာစစ်ပေးဆောင်တွေရဲ့စားဝတ်နေရေးအတွက်တစ်ဖက်တစ်လမ်းကဝင်ငွေရရှိနေခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။တချို့သတင်းတွေကလည်းဒိန်းကြီးထဲမှာဗိမ်းဖြစ်တယ်လို့ဆိုကြပေမဲ့ စဘာဖြစ်ဖြစ်ဘိဖြစ်ဖြစ်ဗျာစင်လေးချောင်ပြည်သူတွေကတော့အကျယ်ဆုံးချောင်းခဲ့ရပြီပဲဖြစ်ပါတယ်ဘလို့တိုင်းနောက်ချမ်းဇီးကုန်းဖြစ်စဉ်လေးကတော့အာလုံးသိကြပြီဖြစ်ပါလိမ့်မယ်သို့တော့အမှုစိတ်ဖြေစေတွင်းကြလေးပြောပြပေးမယ်ဆိုရင်ပို့ပြီးကျင်တတ်ကြမယ်လို့မျှော်လင့်ရပါတယ် Heaven KTV ဆိုတာရန်ကုန်ပြည်သားမာကြီးပေါ်ကအမှတ်3ရပ်ကွက်ဆန်းရရပ်ကွက်ထဲမှာတည်ရှိပါတယ်အခန်းနံပါတ် VIP 3အခန်းနံပါတ် VIP 3ကို ရဲယူနီဖောင်းဝတ်ဆင်ထားတဲ့အမျိုးသား၆ဦးနဲ့အမျိုးသမီး၃ဦးတို့ဟာမော်တော်ဆိုင်ကလေးနဲ့ရောက်ရှိလာပြီးတော့လက်နက်ငယ်များနဲ့ပြစ်ခတ်ကြပါတယ်။ပြစ်ခတ်ပြီးတဲ့အချိန်မှာလာယာလန်းနဲ့ဆက်ကျင်မဲ့သူဆက်လက်ထွက်ခွာသွားကြခြင်းဖြစ်ပါတယ်။အချိန်ကတော့ကျွန်တော်တို့ည၁၂နာရီခွဲပေါ့ KTV မှာပြောရမယ်ဆိုရင်တော့အချိန်တက်လို့ကောင်းတဲ့အချိန်ပေါ့နော်။အဲအဲ့ဒီအချိန်မှာဖြစ်သွားပါတယ်။ဖြစ်စင်မှာတော့ဆိုင်ကအမျိုးသမီးဝန်ထမ်း၂ဦးတည်ဆုံးပြီး ကျန်တဲ့အမျိုးသမီးဝင်လာတဲ့အူကလည်းဘယ်ဘက်နှစ်ဖင်အောက်ဖောက်ဝင်တစ်ချက်ဒဏ်ရာဆိုတော့ဒဏ်ရာပြင်းထန်စိုးရင်ရဒဏ်ရာရရှိတယ်လို့ဆိုရမှာပါ။ဒါမှမဟုတ်ကျွန်တော်တို့၃နှစ်အရွယ်တုန်းမှာတော့အမတ်ထောက်ကဝယ်ရေးပစ္စည်းဆက်ရုံကဘုံမှုကျော်လင်းသူဦးစီးရဲ့300 324ရောက်ဖွဲ့ရောက်ရှိလာပါတယ်။သူတို့ရောက်ရှိလာတဲ့အချိန်မှာတော့ကျွန်တော်တို့မနာရပေါ့ဇီကုံမြို့နယ်ရဲတပ်ဖွဲ့ကထုတ်ပေးထားတဲ့ BA 63တလက်ပျောက်ဆုံးနေပြီးတော့ဂျီလူစစ်တပ်ဦးဒဏ်ရာရတယ်။ ကာလာကာဖာလို့ခေါ်တဲ့ငတိတွေ၅ရောက်မက်ဆီကြိုက်နေတာကိုတွေ့ရပါတယ်။ကာလာကာဖာကဘာလဲဆိုတော့ကျွန်တော်တို့ပြည်သူလုံလုံရင်းနဲ့အကြမ်းဖက်နှိမ်နေရေးဖွဲ့ဆိုတဲ့အပြာရောင်ယူနီဖောင်းကြီးတွေဝတ်နေတဲ့မီးခင်းဆောင်တဲ့ကောင်တွေအဲမီးခင်းဆောင်တဲ့ကောင်တွေဖြစ်ပါတယ်။အဲအဲ့ဒီမှာကိုကပ္ပသာဗိုလ်မှူးတို့အဖွဲ့ကတော့တည်တဲ့အတိုင်းပဲရောက်ရောက်လာကြအိမ်မှာဆိုင်ရဲ့ဘိန်းချေရာတွေကနေတစ်ဆင့်ချေရာခံလိုက်တဲ့အခါမှာတော့ဂျိုးပင်ပေါင်းမျိုးနဲ့ထားရမယ့်ကြေးရွာကိုရောက်ရှိသွားနိုင်တယ်လို့ခံမှန်းတဲ့အတွက်အမှတ်တုံးကာဝေးပစ္စည်းဆက်ရောက်ပါ အဲ့မှာဘိုးကြီးမျိုးတန်းတော့ဦးစီးရဲ့တင်ပေါင်းအယောက်30အဖွဲ့ဟာတွေ့ရသူဖမ်းမယ်ဆိုပြီးတော့မနက်6နာရီခွဲမှာခြိတက်သွားတယ်လို့သိရှိရပါအဲ့ဒီမှာဒါကစားမှုမှတ်ချက်ကတော့မပေးလဲဆိုတော့ KDV ဆိုင်ရန်ကျွေးကတယ်ကြောက်စရာကောင်းတယ်လို့မှတ်ချက်ချပါတယ်ဆိုင်ရဝန်ထမ်းကလေးမှ၃ယောက်ရဲ့နာမည်လေးကတော့နှင်းရွယ်အောင်တင်းတင်းအေးနဲ့ဝါဝါခိုင်တို့ဖြစ်ပါတယ်ဒဏ်ရာပြင်းထန်ရရှိတာကတော့ဝါဝါခိုင်ဖြစ်ပါတယ်အဲ့မှာပြစ်သွားတဲ့ ကိုညီတွေပြည့်သွားတဲ့ကိုညီတွေရတယ်ရှင်းတယ်နော်ကျွန်တော်တို့ရဲယူနီဖောင်းနဲ့လာတာရဲယူနီဖောင်းနဲ့လာတယ်ဆိုတော့ဆိုင်ရဂျာကြီးတို့လည်းဘာမှတားလို့စီးလို့မရဘူးထုံးတယ်မယ်သွားနေကြပါတော့သွားနေကြအခန်းသုံးကိုတကားဖောက်ပြီးတော့ဝင်ပြီးတော့ပြစ်သွားတဲ့အနေထားမျိုးပါပြစ်တဲ့အဖွဲ့တွေတော့မှပဲတော်ကြညံ့ညံ့ညံ့ပြစ်သွားတာဆိုတော့ဘယ်သူတွေမှန်လို့ဘယ်သူတွေဒဏ်ရာရတယ်ဆိုတာမသိပါဘူးလို့ကျွန်တော်ဒီကနေပြောပြလိုက်ပါအဲ့မှာပြည်သူ့စစ်အဖွဲ့ဝင်တရားပေါ့နော်ပြည်သူ့စစ်ဝင်ဒဏ်ရာရတာပြည်သူ့စစ်အဖွဲ့ အဲအဲ့မှာအောင်သိဦးဘိုက်ကိုတစ်ချက်ထိတယ်ဝဲပေါင်ဘယ်ဘက်ပေါင်ကိုတစ်ချက်ထိတယ်ဒါမဲ့သူကမစိုးရင်ကအဲ့မှာမက်ဆီကြိုက်သွားတဲ့ကောင်တွေကတော့အဲ့မှာပါလာကဘအဖွဲကိုညနိုင်ဦးရဲ့ခိုင်စော်မြေဦးရဲ့မျိုးလွေမျိုးမင်းအောင်ဇော်ကြီးအဲအဲ့လူတွေကတော့အားလုံးမက်ဆီကြိုက်သွားကြပါတယ်စုစုပေါင်း9ယောက်မက်ဆီကြိုက်ပါတယ်ဝင်နှန်း2ယောက်နဲ့ဆိုရင်9ယောက်ပါဒါဆိုရင် ပြစ်သွားတဲ့ကလေးတွေလည်းဘသူတွေတည်ရဆိုတာခခနာနာဘုဘကတော့ထုတ်ပြန်မှာမဟုတ်လေအဲခခနာနာတည်ရမယ်လို့ပဲရှင်းပါတယ်တကယ်လို့ဇီကုံနတ်တလင်းဘက်ကအဖွဲတွေလည်းတည်ရရင်ပြောပြလိုက်ပါဒီတဲ့နေတော့ကျွန်တော်လည်းထူးထူးခြားခြားတော့ရတာမဟုတ်ပါဘူးဒီဂျာကြီးစီရရတာပေါ့ဗျာဟုတ်တယ်မလားဂျာကြီးလာပြောပြတာပေါ့အသေးစိတ်ကိုတော့ဖြစ်ချောင်းပုံစင်ကိုရခိုင်ပြည်နယ်ကိုတော့ကြာပြတ်တာလေချောင်းတိုက်ခိုက်မှုပြုလုပ်နေသေးတာဖြစ်ပါတယ် ရှမ်းမြောက်မှာနှစ်ဖွဲ့စလုံးအပြည့်ရပြီးကလေးကအကြဖက်တိုက်ရဲ့မိစာလေးရင်တွေဟာရခိုင်ပြည်လုံးစိတ်တိုင်းကြတိုက်ခိုက်မှုပြုလုပ်လာခဲ့တာကိုတွေ့ကြပြီချင်ပါလေစိတ်ကလေးမျိုးအမှတ်တရကွက်ကိုမနေ့တနာရီဝင်းကျင်မှာတိုက်ခိုက်ခံခဲ့ရတာကြောင့်ဒေသခံကလေးငယ်တဦးသေဆုံးပြီးတော့လေးဦးတန်းရရှိကအဆောက်အဦတွေပါပျက်စီးမှုဖြစ်ပေါ်ခဲ့ရပါတယ်ပြောရမယ်ဆိုရင်တော့ရှမ်းမြောက်ကနှစ်ဖွဲ့အပြည့်မရခင်လေကြောင်းတိုက်ခိုက်မှုတွေဒရဇက်ပြုလုပ်လာခဲ့ခြင်းနဲ့ပုံစံတူအလားတူဖြစ်စဉ် တူနေတာကိုတွေ့လာနေရပါတယ်။အကြမ်းဖက်စစ်တပ်ကလည်းရခိုင်ကိုအစ်င်အားထပ်မံဖြစ်တင်းမှုရှိနေပေမဲ့ပို့ဆောင်ခြင်းမရှိပဲစိုင်းငံ့ထားတဲ့အနေအထားမျိုးလိုတောင်သုံးသပ်ရပါ။ရခိုင်ကတော့ကျွန်တော်တို့ဒီလိုတိုက်ရင်ဒီလိုရရဲဆိုတာကိုမိမောင်းထိုးပြထားခြင်းဖြစ်ပါတယ်။အကယ်၍အားရခတဲ့တော်ကလည်းရခိုင်လူတို့ကိုမျက်ကွယ်မပြုတ်နိုင်ရလို့ခိတ္တနားလိုက်ရနိုင်ပါသလား။ဒါတော့ရခိုင်လူတို့နဲ့အားရခတဲ့တော်တို့ရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါလိမ့်မယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့တိုင်းရင်းသားတွေတာဝန်ကျေကြပါတယ်လို့ပဲဆိုရမှာပါသို့တော့တိုင်းရင်းသားတွေကလည်းမေဥတော်လိုင်းကြီးကိုအမိတဟဲပြုတ်ခဲ့ရတယ်ဆိုတာကလည်းညင်းလို့မရတဲ့အမှန်တရားဖြစ်ပါတယ်အရင်တော့ကလည်းတိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့နဲ့အကြမ်းဖက်စစ်တပ်ဟာအလဲကျချနေကြတာပဲဖြစ်ပါတယ်စပွဲချင်းချနေုံနဲ့ကတော့မနိုင်နိုင်ဘူးဆိုတာကိုလက်တွေ့တိုက်နေကြတဲ့လူတွေများကတော့အတိဆုံးသာဖြစ်ပါလိမ့်မယ်။ သင်္ဂလာပင်လယ်ဟောအကန့်လုံးပင်လယ်ပြင်အတွင်းမှာချဲဖက်တိုက်ရဲ့စစ်တမောတစီမိလောင်နေတာကိုမန်အောင်ကျွမြောက်ပိုင်းသားတွေမြင်တွေ့ခဲ့ကြရတယ်လို့ဆိုပါတယ်။ဘာကြောင့်မိလောင်တာလဲဆိုတာကတော့မသိရှိရသေးပေမဲ့စစ်တပ်ကတော့စီမတန်းလို့ဖြစ်တာဆိုပြီးပဲပြောဦးမှာပါ။ကိုချေတို့ရဲ့ပြစ်ခတ်မှုနဲ့ချစ်နိုင်ကြီးတော့နဲပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့တော့ဝေးဝေးလန်လန်ကြီးပြစ်ခတ်နေမယ်စားဇင်ဆောင်တဲ့အတင်မောတွေတို့ညောင်ရီရေတာစကန်းဌာနချုပ်တို့လူပြစ်မလဲပြစ်မှတ်ကြီးရှိနေတာကြောင့်ပဲဖြစ်ပါတယ်။ ဒါတော့တော့ဘလို့လောင်လောင်အဓိကတော့လောင်နေဖို့ပဲအရေးကြီးတာမဟုတ်ပါလားမန္တလေးတန်းရဲ့အတွင်းကနေအင်အားဖြင့်တင်ဆောင်လာတဲ့စစ်အင်အား55စီးဟာဇမန်နေ့မနက်ပိုင်းမှာ ကုမဲမြို့ကိုဖြတ်ပြီးရန်ကုန်မန္တလေးလမ်းအောင်တိုင်းမေဒီလာမြို့နယ်အတွင်းဝင်ရောက်သွားခဲ့တာရှိခဲ့ပါတယ်နေ့လယ်ပိုင်းမှာတော့ကြောက်ပောင်းကနေဆက်ထွက်သွားခဲ့ပြီး6ဘက်ကိုဥတီမလားရေနံကျောင်းညာဦးဘက်ကိုဥတီမလားဆိုတာကိုတော့စောင့်ကြည့်နေသေးတာရှိပါသေးတယ် မရီယာမြို့နယ်အတွင်းမှာတော့စစ်မေးကြောင်တွေဟာစင်ကူးတပိတ်ချင်းနယ်မြေတွေဘက်ကိုတိမ်းချောင်နေကြသေးတာဖြစ်ပါတယ်။မရီယာမြို့နယ်မြောင်းစစ်ဘုံကြီးမှာလေပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အမှတ်သုံးနည်းမျိုးဟာအထိုင်ချပြီးကုတ်ကဲနေခြင်းကိုတွေ့ရပါတယ်။စစ်မေးချင်းမြို့နယ်တောက်ပြာတိအကြမ်းမဲ့တိုက်ရဲ့စစ်ကြောင်းတွေခြေကုပ်ယူထားလိုက်တာကိုတွေ့ရပါတယ်။စင်ကူးတပိတ်ချင်းနယ်မြေတွင်လို့စစ်ကြောင်း၄ကြောင်းနဲ့ဖြန့်ခွဲဝင်ရောက်လာတယ်လို့ဒေသခံတွေကအတည်ပြုပါတယ်။ ။စကိုင်းချင်းမျိုးနဲ့ဟာလည်းကြားမတတ်အတွက်တိုက်စစ်စင်ကြီးများများစားစားကြံမနေတော့တာကိုတွေ့ရပါ။မိုးဘုတ်ကကြားမတတ်ဟာမြန်မြန်ခြေချနိုင်ခဲ့မယ်ဆိုရင်စစ်ဦးသပိတ်ချင်းဟာနေမြင့်ကျင်းသွားတော့မှာဖြစ်ပါလေ။ညနောက်ပကံဝက်လက်ရေဦးခေဦးနယ်မြေတွေကိုအချဖက်တာဟာခြေကုပ်ယူရှင်းလင်းနေတာကိုတွေ့ရပါတယ်။တွေ့ခဲ့တဲ့ကြမှာစစ်ကြောင်းတွေစုပြုံထားရှိတာဖြစ်တဲ့အတွက်နောက်ပိုင်းကျရင်တော်လိုင်းရေးတပ်တွေအတွက်ကလုံရကန်ရနည်းနည်းကြက်လာနိုင်ရင်ရှိပါ။ အကြမ်းဖက်တပ်ရဲ့တိုင်းစစ်တပ်မှာကျုပ်နယ်မြေနှစ်ခုသုံးခုပေါင်းပြီးစစ်ဆေးရေးလုပ်တဲ့ joint operation တွေဟာလက်နက်လေးတော့တိုးတက်လာတယ်လို့တော့ပြောရမှာဖြစ်ပါတယ်။ကာဝေးတပ်တွေကိုသူတို့လိုချင်တဲ့နေရာတွေအထိတစ်ပြေးပြေးချင်းပုံသွင်းပြီးယူလာနေတဲ့ယူလာနေရဲဆိုတဲ့အချက်ကိုသတိထားပါမယ်။အကြမ်းဖက်တပ်ဟာမိုးကုတ်နဲ့မိုးမိတ်ကကာဝေးတပ်တွေဘေးဘက်သို့ရှုပ်သွားမလဲဆိုတာအထိတွက်ချက်ထားပြီးဖြစ်ပုံရပါတယ်။ ။ချာမီနယ်မြောက်ပိုင်းရဲ့နာမည်ကျော်နေစားခိတ်မူဆယ်မှာတော့အကြပ်တိုက်ဟာစင့်အားတွေကိုလေချောင်းကနေထမှန်ဖြစ်တင်းလျက်ရှိပါတယ်။စင့်ရရဲ့အုံမျိုးပြီးဖြစ်တင်းခဲ့တာကိုလည်းတွေ့ရပါတယ်။မူဆယ်နယ်မြောက်တစ်ဆယ်နှစ်ဆယ်ကိုစစ်စင်မှာလည်းကမဟာမိတ်တပ်တွေကတိမ့်ပိုက်တိုက်ခိုက်လိုအပ်ရှိခဲ့ပေမဲ့ဘုံနေမြဲကြားနေမြဲကြာရင်နေခဲ့တာကိုလည်းတွေ့ရပါတယ်။မူဆယ်မှာတော့အမှတ်ဆက်လေးစစ်စင်ကူကဲမှုဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေရှိနေတာဖြစ်ပြီးတမန်လေးကတော့ ပုံမရက်ွက်နဲ့ကက်လေးရဲ့ခေါင်းကွင်းတွင်းတို့၁၀ကောက်ထက်မနည်းအင်အား၂၀၀ဝန်းကျင်ကပို့ဆောင်ခဲ့တာကိုတွေ့ရပါတယ်။တပ်အချင်းချင်းပြုလုပ်ခြင်းမျိုးမဟုတ်ပဲအင်အားပြည့်တက်တက်ပို့ဆောင်ခဲ့တာဖြစ်ပြီးတပ်အမှတ်တွေကိုတော့စီစစ်နေသေးတာဖြစ်ပါတယ်။စစ်ရေးတင်းမာတရားဖြစ်ခဲ့တယ်။လာရှုံနယ်မြေအတွင်းမှာလည်းကိုကန့်တပ်တွေဘက်ကပြန်လည်ဆုတ်ခွာသွားတာကိုတွေ့ရပါတယ်။စတင်ဆုတ်ခွာနေသေးဖြစ်ပါတယ်။ပြန်ရောက်လာရင်လည်းလာလာမှာပေါ့နော်ပြောလို့တော့မရသေးဘူး။ ။မူဆယ်ဘက်မှာစေရရနေရောက်ရှိလာပြီးနိုဝင်ဘာလ22ရက်နေ့ညနေပိုင်းမှာပဲနတ်ပေါင်း၊မိုင်းရယ်၊ဟူရ၊နောင်မော၊နားဆော့၊လမ်းကြောင်းတစ်ကြောင်မှာရှိတဲ့စစ်ကြောင်းတွေစတင်ဆုတ်ခွာသွားခဲ့တာကိုတွေ့ရှိရပါတယ်။မေဟံကနေပါဆုတ်ခွာသွားပြီလို့ဆိုကြပေမဲ့အတီပြုတ်လို့တော့မရသေးပါဘူးစစ်ကောင်စီကိုရုံယုံကြည်ကြည်နဲ့လက်လွတ်စပယ်ဆုတ်ခွာသွားခြင်းမျိုးတော့မဟုတ်သေးပါဘူးစစ်သေးအကြိတ်တွေကိုတော့စောင့်ကြည့်နိုင်ဖို့ခြံထားခဲ့တာကိုတွေ့ရပါတယ် ။နေပြည်တော်ကတော့မူဆယ်105မိုင်ကုံသွယ်ရေးစခန်းကနေပါစုပ်ခွာပေးရနိုင်ခြင်းရှိတယ်လို့ခန့်မှန်းနေကြပါတယ်။ဒါလို့သာဆိုပါလေ တကယ်သာမှန်ခဲ့ရင်ပေါ့နော်တကယ်သာမှန်ခဲ့ရင်တော့အာရခဒေတာရဲ့မိနာဂါစစ်ဒေတာဟာလည်းပြန်ရုပ်သိမ်းရမယ်အနေထားရောက်ရှိသွားမှာဖြစ်ပါတယ်။စစ်ဆယ်နေဆက်ကွန်စစ်စစ်ရေးဟာကိုကန့်တို့ရဲ့အေးပြန်ခကြီးဖြစ်ခဲ့ပေမဲ့နေဦးတက်ကတော့ကိုအားကိုကိုကိုရတော့မှာဆိုတဲ့အချက်ကိုထင်ရှားလာအောင်မိမောင်းထပ်ပြီး ထိုးပြလိုက်ခြင်းပဲဖြစ်ပါတယ်။တစ်ဆယ်နှစ်ဆယ်ကိုစစ်စေးကိုဘသူကဥဆောင်ခဲ့တာလဲသေချာစဉ်းစားကြည့်ပါ။ဖြစ်စဉ်တွေဟာတစ်ဆင်ချင်းတစ်ဆင့်ရှင်ကဲပေါ်ပေါက်လာအောင်မှာဖြစ်ပါတယ်။မြို့တော်ပဲဖြစ်စေကဘူးတစ်ဆယ်နှစ်ဆယ်ကိုစစ်စေးကြီးဟာစစ်တပ်ရဲ့နှစ်ပေါင်း80နီးပါးတပ်တန်းမှာဆုံးရှုံးမှုအကြီးအမားဆုံးဖြစ်စဉ်ကြီးဖြစ်နောက်နှစ်အတန်ငယ်ကြာသည်ထိသမိုင်းမှတ်တမ်းဝင်နေအောင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဂျပန်မှာလည်းဆမ်မီနယ်မြောက်ပိုင်းမှာစစ်ရေးတင်းမာလာနိုင်တယ်။ဒါကြောင့်ပြန်တိုက်ပွဲတွေဖြစ်နိုင်ကြမယ်ဆိုပြီးပြောနေကြပေမဲ့စစ်တုပ်ပန်းလျာထပ်လွတ်ပြလိုက်ပြီးဆိုကြတဲ့ကသဘောပေါက်ကြမှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာဆမ်မီနယ်မြောက်ပိုင်းရေးကိုမျှော်လင့်နေကြတာ။ဘာနဲ့တူလဲဆိုတော့ဘောလုံးစကားနဲ့ပြောရရင်ကိုအတင်းတန်းတက်ဖို့တစ်ဖက်ပွဲကိုစောင့်ကြည့်နေရတာ ਨੇ အလားတူတန်သွားတူနေပါကျွန်တော်တို့မှာ သူကိုသူပြန်သွင်းနေလေငါကွာဆိုပြီးတော့ပျော်နေရတာပဲဖြစ်ပါတယ်။သို့တော့ကျွန်တော်ကစားမှုရဲ့အင်တို့ဂိမ်းနေတဲ့မှာစပွဲတွေတဲနေကစားနေလို့ပေါ့ဗျာ။ကိုပေးလိုက်တဲ့ဘောလုံးကြောင့်ကိုဟာအမှတ်ရတယ်လို့တစ်ဖက်ကမှားလိုက်တဲ့ဘောလုံးကြောင့်လည်းကိုဟာအမှတ်ရပါတယ်။တစ်ဖက်အသင်းကမှားတာနဲ့ကိုအသင်းအမှတ်ရတယ်လို့ကိုအသင်းမှားတာနဲ့လည်းတစ်ဖက်အသင်းကအမှတ်အလိုလိုရကြတာဖြစ်ပါတယ်။အဲ့ဒီသဘောပါပဲ။ဆက်ရရင် ဆမ်မီနယ်မြောက်ပိုင်းမှာတိုက်ပွဲတွေဟာတခမ်းရပ်သွားပြီလို့ဆိုရမှာဖြစ်ပါတယ်။ယာယီအဖြစ်ပေါ့ဗျာ။ယာယီအဖြစ်တော့တခမ်းရပ်သွားပြီလို့ပဲဆိုရမှာပါ။စက်နေရာခြားသားမှုတွေအတွက်တော့ပဲဆက်ပြီးပြောဆိုကြတော့မှာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ပြည်သူ့ဆန္ဒပါပါတဲ့လွတ်တော်အနေနဲ့မြေပိုင်းခြားမှုတွေဆက်ပြီးလှုပ်ဆောင်လာနိုင်ွယ်ရှိပါလက်ရှိနောက်ဆုံးအနေအထားအရစစ်တပ်ရဲ့တိုက်ခိုက်ရေးတပ်တွေနေရာခြားထားမှုအခင်းအကျင်းကိုပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ စစ်တပ်ဟာတီဘောကိုပြန်လဲထိတ်ချုပ်နိုင်ပြီးမကြခင်မှာပဲတီယနာလီတို့နဲ့အပြစ်ရသဘောတူပြီးတာနဲ့ချက်ချင်းဆိုသလိုသူ့ရဲ့တိုက်ခိုက်ရေးတပ်မတွေကိုအောက်ပိုင်းပြန်ဆွဲချသွားတာကိုတွေ့ခဲ့ကြမှာကချင်ပြည်မှာလည်းဖားကန်ကနေအမှတ်33ခြေလင်းတပ်မဌာနချုပ်ကိုပြန်ပြီးဆွဲချထားသလိုမကြသေးခင်ကမှမြจีนာလေဒါစကားဌာနချုပ်က F7 တိုက်လေရင်အုပ်အုပ်လိုက်ကိုလည်းမော်ဘီလေဒါစကားဌာနချုပ်ကိုပြန်ပြီး ဖြည့်ပြောင်းလာတာကိုလည်းတွေ့ထားရပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲကြည့်ရင်အောင်ပွဲရှိတယ်